မြောက်ကိုရီးယားနဲ့ဆင်းရဲဝဲတွေပြန်လည်စတင်ရေးအတွက်ကူညီပေးဖို့တောင်ကိုရီးယားသမ္မတလီဂျေမြောင်ကတရုတ်သမ္မတရှီကျင်းပင်ကိုနိုဝင်ဘာ၁ရက်က၎င်းတို့နှုတ်ရဲ့ပထမဆုံးအစည်းအဝေးအတွင်းတိုက်တွန်းခဲ့ပါတယ်။တောင်ကိုရီးယားနဲ့တရုတ်ဟာမဟာဗျူဟာမြောက်ဆက်သွယ်ရေးကိုမြင့်တင်နိုင်ပြီးမြောက်ကိုရီးယားနဲ့ဆွေးနွေးမှုတွေပြန်လည်စတင်ဖို့အတွက်အတူပိုးပေါင်းဆောင်ရွက်သွားဖို့မျှော်လင့်ပါတယ်လို့လီကရှီကိုပြောကြားခဲ့တယ်လို့တောင်ကိုရီးယားသမ္မတရုံးကထုတ်ပြန်ခဲ့ပါတယ်။မကြသေးမီကတရုတ်နဲ့မြောက်ကိုရီးယားကြားထိပ်သီးအဆင့်အပြန်အလှန်ထိတွေ့ဆက်ဆံမှုတွေအများ ဒေသတွင်လုံခြုံရေးအတွက်အရေးကြီးကြောင်းလီကပြောကြားခဲ့ပြီးစက်တမလကဘီကျင်းမှာပြောလို့တဲ့စီးပြအခမ်းအနားအတွင်းမြောက်ကိုရီးယားကောင်းဆောင်ကင်ဂျွန်အွန်တက်ရောက်ခဲ့မှုကိုရည်ညွှန်းပြောကြားခဲ့ပါတယ်။ဒီလိုတွေ့ဆုံမှုတွေဟာမြောက်ကိုရီးယားနဲ့ဆွေးနွေးမှုတွေကိုပြန်လည်စတင်ရေးအတွက်အခြေအနေတွေကိုဖန်တီးရမှာအထောက်အကူဖြစ်စေကြောင်းလီကပြောပါတယ်။တောင်ကိုရီးယားဟာ၎င်းရဲ့ထိပ်သီးကုန်သွယ်ရေးမဲဖက်ဖြစ်တဲ့တရုတ်နဲ့၎င်းရဲ့ကာကွယ်ရေးအာမခံပေးသူဖြစ်တဲ့အမေရိကန်တို့ကြားဆက်ဆံရေးကိုဟန်ကျက်ညီစွာထိန်းသိမ်းခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့နှုံးနှစ်ဖက်ချမ်းသာကြွယ်ဝစေမဲ့ဆက်ဆံရေးတစ်ခုကိုအတူပိုးပေါင်းပြီးထူထောင်သွားရပါမယ်လို့လေကပြောပါရယ်။ဒါ့အပြင်မြောက်ကိုရီးယားကနျူကလ িয়ার ဖြတ်သိမ်းရေးအတွက်ချင်းကပ်လှုပ်ဆောင်မှုလေကပြောကြားခဲ့ပြီးနျူကလ িয়ার လက်နက်တွေထပ်မံထုတ်လုပ်မှုကိုဟန်တာဖို့နဲ့ထိတွေ့ဆက်ဆံမှုတွေနဲ့စတင်လှုပ်ဆောင်မှုတိုက်တွန်းခဲ့ပါရယ်။မြောက်ကိုရီးယားကအောက်တိုဘာ31ရက်မှာထုတ်ပြန်ခဲ့တဲ့ကြေညာချက်မှာတော့နျူကလ িয়ার ဖြတ်သိမ်းရေးကြိုးပမ်းမှုတွေဟာလက်တွေ့ဖြစ်မလာနိုင်တဲ့အိမ့်မက်သားဖြစ်ကြောင်းပြောကြားခဲ့ပါရယ်။ အမေရိကန်ကကျွန်တော်တို့ကိုနျူကလ িয়ার လက်နက်ဖြတ်သိမ်းမှုဆိုတဲ့ယုတ်တိမရှိတဲ့ပြောကြားချက်ကိုဆွန့်လွတ်ပြီးစစ်မှန်တဲ့အရှိတရားကိုလက်ခံပြီးငြိမ်းချမ်းစွာအတူရှင်တွဲနေလို့တဲ့ဆန္ဒရှိတယ်ဆိုရင်ကျွန်တော်တို့ဘက်ကလည်းအမေရိကန်နဲ့ဆွေးနွေးပွဲမလုပ်စေရဘအကြောင်းမှမရှိပါဘူးလို့ကင်ကပြောကြားခဲ့ပါတယ်။